မင်္ဂလာပါပြောစရာရှိတာပြောမယ်အခုဒေါအောင်ဆန်းစုကြည်ပြည်ပနိုင်ငံနေပြန်လာတော့လေးစိတ်မှဝီချဲနဲ့ပြန်လာတယ်အဲ့ဒါကိုလူတွေကကဲ့ရဲ့ကြတယ်ဒေါအောင်ဆန်းစုကြည်ကလှချင်လို့စိတ်တွေထိုးပြီးတော့ပဲဟိုမထနိုင်လို့ဝီချဲနဲ့ထိုင်ပြီးပြန်လာရတဲ့ပုံစံမျိုးကျမပြောမယ်ဒေါန်ဆန်းစုကြည်အသက်က82နှစ်နော်ကျမတို့အသက်20ပိုင်းတော့လေရင်စီးလို့ရှင့်အယမ်းမူးတယ် လင်းပေါ်မှာဘလောက်ကောင်းလာကြွေးကြွေးကျွန်မမစားနိုင်အန်ချင်တယ်ပြို့ချင်တယ်အခုဒေါမ်ဆန်းစွတ်ကြည်ကိုကဲ့ရတဲ့သူတွေရောလင်းရောစီးဘူးရဲ့လားမသိဘူးလင်းစီးတာတော့စင်ကာပူနဲ့မလေးရှားနဲ့အချိန်တူတူနိုင်ပြီးလောက်ပဲစီးဘူးတော့ပြောတာမဟုတ်ဘူးเนาะအခုဒေါမ်ဆန်းစွတ်ကြည်သွားလာရတဲ့ဝေးလံတဲ့ခရီးပိုင်းကိုအခုကဲ့ရနေတဲ့လူတွေ အဲ့ဒီအချိန်တိုင်းတာထိလေရင်စီးဘူးရဲ့လားလို့ကျွန်မမေးကြည့်ချင်တယ်။ဘာဖြစ်လို့အောက်တန်းကျတဲ့စကားနဲ့တိုက်ခိုက်တာလဲ။ခမားတို့ရဲ့စောက်သုံးမကျတဲ့ခေါင်းဆောင်ကြီးနော်ခေါင်းမှာအမွေးမရှိ အမြင်မရှိတဲ့လူရမဝင်တဲ့ဥထိတ်ပြောင်ကြီးကိုခမားတို့ကတစားစင်စရာမရှိတဲ့ခါကျတော့အရေးချင်းမရှိတဲ့ခါကျတော့ခမားတို့ကတော်စုအောက်တန်းကျကျတိုက်ခိုက်တယ်ဆိုတာ မဆန်းတော့ပါဘူးကျမတို့တော့ရိုးနေပါပြီဘလို့ဆိုတော့ခမားတို့ရဲ့ခေါင်းဆောင်ကအရေးချင်းမှမရှိတာအရေးချင်းမရှိတော့သူများကိုခမားတို့ကဒီအောက်တန်းကြတဲ့ဇကားနဲ့ပဲတိုက်ခတ်လို့ရတော့မှလေအရေးချင်းပြိုင်စရာမှမရှိတာအထက်တန်းကြကြဟုတ်တယ်မလားဒါနဲ့တခုပြောအောင်မေးသေးလားဒေါ်စုကလေလှချင်လို့ဆေးပဲထိုးထိုးနော်ခမားတို့အောက်တန်းကြတဲ့ဇကားတွေကိုကျမကပြန်ပြောတာခမားတို့ဘလို့ပြောလဲဖင်တူးတက်တယ်နော် ဒီမှာဖင်တူးတစ်ခုမကလို့ဆယ်ထက်ကွမ်းမဲ့တက်တက်ကျမတို့ကလူတို့ခေါင်းဆောင်အယုံအကြည်မပြတ်ဘူးအကြည်ညိုမပြတ်ဘူးညီမတနိုင်ကန်လုံးဝချစ်တယ်ဟုတ်တယ်နော် ကျမတို့ချစ်တာတွေအပေါ်ရန်နေမဟုတ်ဘူး NLD အဖွဲ့ဝင်တွေကလူကြီးမင်းတွေတက်ဆိုင်ရအစိုးရအဖွဲ့ဝင်တွေ Facebook ပေါ်မှာရှိတယ်ဆိုတာကျမသိပါတယ်လူကြီးမင်းတို့ကကျမထက်နားလည်မှာပါ အမိုက်ကစပြတ်တက်မီလောင်းဆိုတဲ့စကားအတိုင်းကျမတို့ခေါင်းဆောင်ကိုစော်ကားတဲ့အမိုက်သေးသေးလေးရအစအားလုံးကိုရှင်းလင်းပေးစီလိုပါတယ်။ဒေါ်စုအပေါ်ဒီလိုမျိုး ပုတ်ခတ်ရေးသားနေတာတွေကို တွေ့ရတာနဲ့ဒေါ်စုချက်လိုက်ပါကြီးရဲ့ဆိုတဲ့ energy အစိုးရအဖွဲ့ဝင် လူကြီးတွေဟာဒီပုတ်ခတ်ကဲ့ရဲ့နေတဲ့သူတွေကိုဒီတိုင်းပဲထိုင်ကြည့်နေတော့မှလားလို့ကျမမေးကြည့်ချင်တယ်။တိုင်းပြည်မှာဒီထက်အရေးကြီးတာတွေကိုလူကြီးမင်းတို့ ထမ်းဆောင်စရာတွေရှိတယ်လုပ်စရာတွေရှိတယ်ဆိုတာကျမသိတယ်ကျမနားတယ်ပါတယ်ဒါပေမဲ့ကျမတို့လူငယ်တွေစိတ်ကန်ရှိချင်တယ်စိတ်ကန်ရှိတဲ့နိုင်ငံရေးအကြောင်းအရာတွေကိုသိခါရှိရှင်တယ်ကျမတို့ကလည်းရေးချင်ပါတယ်ပြီးတော့တွေ့ချင်ပါတယ်လူချင်းမင်းတို့အနေနဲ့တောင်ဆန်းစွကြည်ကိုစော်ကားတဲ့သူတွေကိုဒီတိုင်းလှုပ်ပေးထားတာဟာကျမတို့ရဲ့စိတ်သက်ရေးရာတွေကိုပို့ပြီးရိုင်းဆိုင်စေပါတယ်ပြီးတော့ကျမတို့စိတ်ကန်ရှိချင်တဲ့ကျမတို့ရဲ့စိတ်သက်တွေကိုလည်းပျက်စီးစေပါတယ်ဒါကြောင့် လူမှုခေါင်းဆောင်စော်ကားနေတဲ့ DACC ပိုင်ရှင်တွေကိုအတက်နိုင်ဆုံးဖော်ထုတ်လို့ရတဲ့သူတွေကိုဖော်ထုတ်ပြီးတော့အရေးယူပေးပါလို့ပြည်သူတွေကပြည်သူတယောက်အနေနဲ့ကျွန်မစန္ဒပြုတ်ချင်ပါတယ်။နိုင်ငံရေးကိုလေ့လာတဲ့လူငယ်တွေရဲ့ကိုစားလဲကျွန်မတောင်းဆိုပါတယ်။အဲ့ဒါပါပဲ။အားလုံးကျေးဇူးပါ။